ဒီကစားကွက်မှာပေါ့အဲ့ဒီရှစ်အတန်နဲ့ကျွန်တော်အနေနဲ့လိုက်ကစားဖြစ်ခဲ့ရှိရပေါ့နော်အဲ့ဘာလဲဆိုဒီရှစ်နှစ်ရှစ်နောက်ပိတ်ရဲ့တစ်နှစ်ကျော်ရှစ်တိတ်စီရိုက်ခဲ့တယ်နောက်အခါနှစ်နှစ်ကျော်မှာရှစ်တိတ်စီရိုက်တယ်ဒီရှစ်နောက်ပိတ်ရဲ့တစ်နှစ်ကျော်မှာရှစ်တိတ်စီရိုက်တယ်နောက်တစ်နှစ်မှာလည်းရှစ်တိတ်စီနဲ့ရိုက်တယ်ကစားကွက်လိုက်စားတယ်ဒီရှစ်နောက်ပိတ်ရိုက်တယ်သူ့ရဲ့တစ်နှစ်ကျော်မှာရှစ်တိတ်စီရိုက်တယ်နောက်တစ်ခါနှစ်နှစ်ကျော်မှာရှစ်တိတ်စီရိုက်ခဲ့တယ်ကစားကွက်ကလည်းအနေနဲ့လိုက်ကစားခဲ့တယ်ပေါ့နော် အရှိတိတ်စီရဲ့တနှစ်ကျော်မှာတဲ့ရှိတိတ်စီဆိုစကြောက်ဟုတ်တယ်ဒီသုံးရတဲ့စီနောင်လုံးပေါင်းခွန်လို့ရိုက်ထားတယ်တနှစ်ကျော်မှာပရမတ်ဆုံးခွန်နောက်ပြီးကြောက်လိုက်ရှာတဲ့တွေ့ပြီနော်ပရမတ်ဆုံးခွန်နောက်ပြီးရိုက်ပြီးဆိုခွန်နောက်ပြီးရဲ့တကွင်းကျော်မှာသုံးခါဆိုတာထည့်ပြထားမယ်တဲ့အဲ့သုံးခါရဲ့ဇောမှာမှာဒီနှစ်ထက်တဲ့ပရမတ်ဆုံးရှိတိတ်ဆိုလာကြတယ်အဲ့လိုရှိတိတ်စီရဲ့တနှစ်ကျော်မှာလည်းဒီတိုင်းပဲ တောင်ရတဲ့ဒီနောင်လုံးမောင်းခွန်လိုက်ပြီသူရဲ့တင်းနေချိန်မှာခွန်နောက်ပိတ်စဖြတ်တာကိုလိုက်ရှာဒီမှာခွန်နောက်ပိတ်ထက်ပြီးပြီးတကွင်ချိန်မှာ၃ခါလာတဲ့အဲ့၃ခါရဲ့ဇောင်းမှာမှာသုံးရပါပါ၈ထိပ်ဆိုပြီးဒီနေ့ထက်တဲ့ပုံမှန်ဆုံး၈ထိပ်ကစပြီးလာကြတယ်ဒီတိုင်းပဲ၈ထိပ်၈နောက်ပိတ်ရဲ့တနည်းကျော်မှာ၈ထိပ်စကြတဲ့ဖြစ်စဉ်ကလည်းဒီတိုင်းပဲရခဲ့တယ်တောင်ရတဲ့ဒီနောင်လုံးမောင်းခွန်လိုရိုက်တယ်ရိုက်ပြီးပုံမှန်ဆုံးခွန်နောက်ပိတ်ကိုလိုက်ရှာတွေ့ပြီးတနည်းကျော်မှာနော်ပြီးအဲ့နေရာမှာ၃ခါဆိုပြီးစကြတယ်သူကလောက်တော့ရဲ့ရိုက်ခဲ့ကဒီပုံမှန်ဆုံးခွန်နောက်ပိတ် ပြီးပမာတုံး3ခါနောက်တစ်နေ့မှာပမာတုံး6ထိပ်ဒီခွန်38ဆိုတဲ့အခွေနဲ့နှံ့ထည့်သွားတယ်6ထိပ်ပြီးပေါ့နော်ပမာကတ်မှာလည်းဒီတိုင်းပဲဒီနေ့ထည့်တဲ့ပမာတုံး9နောက်ပြီးရပမာတုံး3ခါနောက်တစ်နေ့မှာပမာတုံး6ထိပ်ဆိုခွန်38ဆိုတဲ့အခွေနဲ့6ထိပ်စီတရားပေါ်တရားလေးတက်တက်ရထည့်ထားဘုညာထည့်စီနောက်လုံးမှခမလို့ဒီတိုင်းပဲပမာတုံး9နောက်ပြီးပမာတုံး3ခါတွေ့ရနောက်နေ့မှာပမာတုံး6ထိပ်ခွန်38ဆိုတဲ့အခွေပေါ့နော်ဒီလမ်းကြောင်းနဲ့ထည့်လာ အော်ဒီလမ်းကျောင်းနဲ့ထင်လာတော့အဲ့အခွေလမ်းကျောင်းကနေထောက်ပြီးတော့အမြဲတမ်းကျွန်တော်လိုက်ကစားရတာနော်ကစားရချိန်မှာ38လို့ထောက်လိုက်တာနဲ့အဲ့38ကဘေးကနေရေတစ်ကြိမ်နှစ်ကြိမ်၃ကြိမ်မြောက်မှာထွက်ခဲ့တဲ့၅လနှစ်ဆိုရယ်ကနန်းကတနည်းနည်းနဲ့၃နှစ်၄နှစ်၅နှစ်သူရှိ၅နှစ်မြောက်ကကနန်းကြတယ်အဲ့လိုကြပြီးပြောနေပြန်တော့တစ်ကြိမ်နှစ်ကြိမ်၃ကြိမ်၄ကြိမ်မှာပြန်ပြီးထပ်ပြီးကြတယ်ကနန်း၉၃၃ကလည်းသူရှိတနည်းနည်းနဲ့၃နှစ်၄နှစ်၅နှစ်မြောက်ကထွက်ခဲ့တဲ့ကနန်းမှာလာထွက်တယ် အဒုတိယကန်ခွန်သုံးရှစ်ဒီလိုခွေပြီးပေါ့နော်ခွေရဲ့ချိန်ကမှဒုတိယနေ့ရေတစ်ချိန်တစ်ချိန်သုံးချိန်မြောက်ဖြစ်တဲ့ဒီ656ဆိုတဲ့ကဏ္ဍကတနေ့နှစ်နှစ်သုံးနှစ်လေးနှစ်၅နှစ်မြောက်ကကဏ္ဍကလာကြတယ်အဲ့လိုကြပြီးသူကနေပြန်ထောက်တစ်ချိန်တစ်ချိန်သုံးချိန်လေးချိန်မြောက်မှာသူကဟိုက်တစ်လေးနှစ်ဆိုတဲ့ကဏ္ဍကလည်းသူရှိတနေ့နှစ်နှစ်သုံးနှစ်လေးနှစ်၅နှစ်မြောက်ကကဏ္ဍကပဲလာပြီးတော့ကြပြီးတာအဲ့ကစားကြတယ်ပြီးခဲ့တဲ့ပွဲမှာကစားတဲ့ခွန်သုံးရှစ်လို့ခွေထားတဲ့ဒီပြည့်ရနေရေတစ်ချိန်တစ်ချိန်သုံးချိန်မြောက် ဖြစ်တဲ့ဟာညစ်နစ်ခုဆိုတဲ့ကနန်းဒီတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်မြောက်မှာထွက်ခဲ့တဲ့ကနန်းကဒီလောက်ဖြစ်တဲ့အဲ့ကနန်းထွက်ပြီးတော့ငါးနှစ်မြောက်ကနန်းကိုသူ့ရဲ့အောက်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်မြောက်မှာဆက်ပြီးတော့ဒီကနန်းဒီလည်းပဲတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်မြောက်ကကနန်းမြေလာထွက်ရမယ်ဆိုပြီးတော့ပြီးခဲ့တဲ့ပြောမှာကျွန်တော်ဒီ site ကိုမပြဘဲနဲ့ဒီ plan ကနေတခြား site တစ်ခုပြတယ်အနည်းငယ် site တစ်ခုပြတယ်ဒီနေရာမှာကျွန်တော်တို့ပြီးခဲ့တဲ့ပွဲမှာ uchi ngan hemyo nga kina ngu kina ra ikai song yuche loy daka nik kong niswe kina ngu yuche ka zara kina ni ne maa omi nge wudu do sene ni ne chini no ai shi atan ka kina ru bau sa ka na le kina ru ka na mat daka bau na le di kondong shi lo kubi di tau ne ka zabi te maa shi tai ai shi di je bulu ni ya mi ီမှာပရမသုံးတန်းရည်နာမကုံလို့ရလေငါးချိန်မြောက်မှာ break shit ထောက်လို့သူဆောင်မှာ break shit ခံမိထားပဲပြီးရင်ရှစ်ထိတ်ကိုကြာမယ်ရှစ်ထိတ်နေကြာမယ်ပေါ့နော်အဲ့ကြာတဲ့ရှစ်ထိတ်ကတော့ဘယ်လိုပြန်ချုပ်တော့အပေါ် break နဲ့နောက်ပေါက်နဲ့ပြန်ပြီးတော့30လို့ပြန်ချုပ်တယ် break ရောက်နေ break လေးနဲ့30လို့ချုပ်သွားတယ်ရှစ်ထိတ်အဲ့ရှစ်ထိတ်ရဲ့အောက်မှာရိုက်တဲ့ဟိုက်၄နဲ့၅ဆိုပြီးကနန်းတီးတဲ့သူ့ရဲ့တစ်နှစ်ကျော်နှစ်ချိန်လိုက်ထွက် လေးငါးနှစ်လို့တကြိမ်ထွက်တယ်ငါးလေးနှစ်လို့တကြိမ်ထွက်တယ်ပရမတကဒုတိယကရှင်းတော့ကွန်တော့ရှိခွေပြီးသူရဲ့နောက်ဆုံးမှာရှစ်ထိပ်တကြိမ်သီးသောရှစ်ထိပ်ဒီမှာရှစ်ထိပ်တကြိမ်တကြိမ်တည်းဒီနောက်မှဒီငါးကြိမ်မြောက်မှာ break ခွန်လို့ရိုက်ခဲ့လို့ break ခွန်ရဲ့ဆောင်းကရှစ်ထိပ်အဲ့ဒီရှစ်ထိပ်ဒီအပေါ် break နဲ့နောက်တန်းနဲ့ဒီပေါင်းချင်း30လို့ရိုက်ထားတယ် အဲ့လိုရိုက်ထားတဲ့ကောင်ရဲ့အောက်ကဟိုက်630ဆိုတဲ့ကနန်းဒီသူ့ရဲ့တနှစ်ကျော်နှစ်ကြိမ်လိုက်ထွက်ပြီးတယ်630360ဆိုပြီးနှစ်ကြိမ်လိုက်ထွက်ပြီးတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ခုနဒီ838ခွေတဲ့8တန်နေကစားသူ့ရဲ့နောက်နေချက်မှာ8ထိတ်တစ်ချီ brake ဒီမှာ8ထိတ်ရိုက်တယ်သူ့ဆောင်မှာပထမကမှာ brake 8 brake ခွန်ပြီးတော့300ထိတ်ဒီ normal ခွန်လိုရိုက်ခဲ့ဒီညမှာ brake 6လို့ထောက်ခဲ့တယ်8ခွန်6လို့ထောက်ခဲ့လို့ ပထမကံမှာရှစ်ထိပ်စီးရဲ့ဇောင်းမှာရှစ်ပြိခံပြရမယ်ဒုတိယကံမှာရှစ်ထိပ်စီးရဲ့ဇောင်းမှာခွန်ပြိခံပြရတတိယကံဒါဆိုရှစ်ထိပ်စီးရဲ့ဇောင်းမှာကျွန်တော်တို့ဘာခံမှာ6ပြိခံ6ပြိခံရမှာဆိုဒီရှစ်ထိပ်စီးမှာဒီမှာ6ပြိခံတာမရှိဘူးတခါရှစ်ထိပ်စီးဒီမှာထပ်ထက်တယ်ဒီမှာရှစ်ပြိရဲ့ပေါ့ရှစ်ထိပ်စီးရဲ့ဇောင်းမှာ6ပြိလို့ခံထားတယ်ဒီမှာလည်းရှစ်ထိပ်ထပ်ထက်တယ်တို့တော့ဒီမှာကျွန်တော်6ပြိခံအဲ့တော့6ပြိခံပြီးထွက်ထားတဲ့ကဏ္ဍဒီရှစ်ထိပ်ဒီဒီကြိမ်ပဲရှိတယ် ရိတ်ချော့ရဲ့ဇောင်းမှာရှိတဲ့၈ထိပ်အဲ့၈ထိပ်ကလည်းစစပြဖြစ်ဆုံးလို့အပေါ်ဘရိတ်နဲ့နောက်တွင်းနဲ့ပေါင်းခြင်းတည်း၁၀လို့ရိုက်ရဒီတိုင်းလည်းရိုက်သွားတယ်ဒီမှာ၂ခွန်နဲ့၁နဲ့ခွန်နဲ့၉နဲ့၁၀လို့ရိုက်သွားတယ်အဲ့တူကူ၁၀လို့ရိုက်သွားတယ်ရိုက်သွားတဲ့အတွက်ဒီအောက်မှာထောက်ထားတဲ့ဒီ၆၃ည၅ဆိုတဲ့ကဏ္ဍကြီးသူ့ရဲ့တနည်းကျင်ကိုလိုက်ဖျက်အောင်ရှင်းနဲ့ကတ်လို့ရလို့ဆိုလို့ရှိရင်ကျွန်တော်တို့က၂ကြိမ်တောင်လိုက်ဖျက်နိုင်တယ်စနစ်မျိုးဒီကဏ္ဍကရှင်းမဲ့တယ်ပါနော်၂ကြိမ်တောင်လိုက်ဖျက်နိုင်တဲ့ကဏ္ဍမျိုးဒါဆိုရင် ီစနစ်ကိုဘာကြောင့်အခုချိန်မှာချပြတာလဲကျွန်တော်တိုက်ဆိုင်တဲ့အချိန်ကိုဆိုလို့ရှိရင်ဒါမျိုးအများတိုင်းချပြဖြစ်တယ်ဒီစနစ်ကိုကျွန်တော်အခုချိန်မှာဘာကြောင့်ချပြဖြစ်တာလဲဆိုလို့ရှိရင်ခုနထားတဲ့ break ရှစ်လို့ထောက်တဲ့ရှစ်ထိတ်လို့ခံတဲ့အပေါ် break နဲ့နောက်တဲ့နဲ့တဆဲလို့ရိုက်တဲ့အောက်က high 2 5ဆိုတဲ့ကဏ္ဍဒီတဲ့သူ့ရဲ့တနည်းချက်ကိုနှစ်ကြိမ်လိုက်ထွက်တဲ့အချိန်ကတကြိမ်ဒီတဲ့ break ခွန်ရဲ့ဒီတန်းတန်းမှာထွက်တယ်သူ့ရှစ်တနည်းချက်မှာ break ခွန်ထောက်ပြီးမှတကြိမ်ထွက်တယ်တဲ့ဒါဆိုလို့ရှိရင်လည်းဒီမှာရှစ်ထိတ် စီရသူနားနဲ့ထိတ်ကဘရိတ်ကွန်ရံကြောင်းက၈ထိတ်သူ့ဘောဘရိတ်နဲ့နောက်တဲ့နဲ့ပေါင်းချင်း၃ရလို့ရိုက်ပြီးပြီးဟိုက်၆၃၀ဆိုတဲ့ကတိုင်းကသူ့ရဲ့တနစ်ကျော်နှစ်ကြိမ်လိုက်ထွက်တဲ့ချိန်ကမှဘရိတ်ကွန်ရံကြောင်းမှာတစ်ကြိမ်လိုက်ထွက်တာဟာဒါဆိုတတိယကအဲ့တည်းရဒီမှာဘရိတ်၆၈ထိတ်လို့ရိုက်ပြီးသူ့အောက်ကနေဒီ၆၃ည၅တီးရဲ့သူ့တနစ်ကျော်မှာလိုက်ထွက်တဲ့ချိန်ကမှ တကြိမ်သီးတဲ့ break ခွန်ရဲ့ဇောင်းမှာဖြတ်တာအဲ့တော့ဒီနေရာမှာကျွန်တော်တို့သူ့တကွင်ကျော်မှာ break ခွန်ထောက်ချင်နေဖြတ်တာအသူရှိတနေ့ကျော်မှာ break ခွန်ဒီနှစ်ကြိမ်ပဲဖြတ်တယ်ရှစ်ခွန်နဲ့ခွန်ရှစ်နဲ့ဆိုနှစ်ကြိမ်ဖြတ်တာအဲ့တော့ဒီနေရာမှာအခုချိန်မှာစပြီးဒီဒီကစားဘက်ကအန်ဝန်လာပြီနော်အန်ဝန်ကွန်ကျဖြစ်လာပြီကစားချင်နေဆိုကစားလို့ရလာပြီဒီမှာ break ခွန်လို့ထောက်ပြီးဒါကြောင့်ဒီနေရာမှာဒီကနန်းပက်လက်ဒီကြမလားဒီကနန်းပက်လက်ဒီကြမလားပေါ့နော်ဒါကျွန်တော်တို့ရိုးရှင်းစဉ်းစားတာပေါ့ ကျွန်တော်တို့ရူရှင်ရှင်စဉ်းစားကြည့်တဲ့အပိုင်းဒါတစ်ချိန်တည်းဒီကနေ့နှစ်ကွက်ထွက်ရမှာနှစ်ကွက်ထွက်တဲ့အချိန်မှာတစ်ချိန်တည်း break ခွန်တက်တဲ့ခံနဲ့တစ်ချိန်ထွက်တလို့တဲ့နောက်တစ်ခါဒီကနေ့ကိုထောက်ခဲ့တာ6ခွန်6ဆိုတော့ဒီနာပြေးလိုက်နဲ့ထောက်ပြဒီနေရာမှာ break ရှိဒီနေရာမှာ break ခွန်ဒီနေရာမှာ break 6လို့ထောက်ဒီ6ထိပ်စီလို့ထောက်ပြီး6ခွန်6ပြေးလိုက်နဲ့ကျွန်တော်တို့အပွက်ကိုကစားပွက်ကိုကနန်းပွက်ကိုအကွက်ရှိကစားစလို့တဲ့အဲ့ဒီကနန်းကြီးသူ့ရဲ့နောက်တစ်နှစ်ကျော်မှရိုက်တဲ့အချိန်ခံ နှစ်ကြိမ်ကစားအချိန်မှာတစ်ကြိမ်တည်းတဲ့၈ခွန်၆ခုပြောင်းပြန်သူကဘာနဲ့ကစားထားလဲသူစောင်းမှာ break 6လို့ထောက်ပြီးတော့ဒီကနေ့ကိုထွက်ပြီးတကယ်၈ခွန်၆ကိုသူကပြောင်းပြန်၆ခွန်၈နဲ့ထောက်ပြီးပြန်ကစားပေးတယ်၆ပြည့်ရဲ့စောင်းမှာပထမကတ်မှာထွက်ခဲ့တဲ့တစ်ကြိမ်တည်းဒုတိယကတ်မှာခွန်ဘရိတ်ရဲ့ဇောင်းမှာတစ်ကြိမ်ထိတက်ခဲ့တယ်။ဒါဆိုတတိယကတ်ဘရိတ်ရှစ်ရဲ့ဇောင်းမှာတစ်ကြိမ်ထွက်ရမယ်။ဒီနေရာမှာလည်းဘရိတ်ရှစ်ထောက်ထားတာဖြစ်တဲ့အတွက်ဒီကနေ့ ကစားသွားတဲ့အချိန်ကမှတကွက်ဒီသူ့ရှိတနည်းကျော်ကဘရိတ်ခွန်ရဲ့တန်းတန်းနောက်တကွက်ဒီဘရိတ်ချောက်ဘရိတ်ခွန်ဘရိတ်ရှိရဲ့ဇောင်းမှာဆိုဒီစုံမက်နှစ်ခုလုံးဒီနေရာမှာကျနေရပေါ့နော်ဒီနေရာမှာကျနေဒီတော့ကြောင့်ဒီ6တုံညာကအာဆိုတဲ့ကနန်းဒီချိန်မှာစပြီးကစားလို့တင့်ပြီပေါ့နော်ဒါကျွန်တော်တို့ဒီကနန်းနဲ့ပတ်သက်ပြီးတော့အချိန်ကိုက်နေရာကိုက်ကစားတဲ့လမ်းကြောင်းတွေရှိတဲ့အတွက်တချိန်တစ်ခါမှကျွန်တော်လမ်းပေါ်မှာပြတ်ထားတာမရှိပါဘူးကျွန်တော်မန်ပါရီမှာတော့ပြတ်ထားတာမရှိပါဘူးနော်ဒီစနစ်ကိုကျွန်တော် ခုချိန်မှာဒီကစားမယ်ဆိုရင်ကစားလို့ရတယ်လမ်းကြောင်းသူ့ရဲ့ထောက်ချက်တွေစုံမနှစ်ခုလုံးကြီးနေပြီ break ခွန်ရဲ့ဆောင်း break ခွန်နဲ့တန်တန်တနေရ break 6ခွန်8ဆိုတော့ဒီနေ့တက်မှာ break 8ရဲ့ဆောင်းတနေရဆိုဒီစုံမနှစ်ခုလုံးကြီးဒီနေရာမှာကြီးနေတဲ့အတွက်ဒီကနန်းကူ DJ လို့ဟောမျိုးမှာကစားကြတယ်ဆိုတာကစားလို့ရတယ်လမ်းကြောင်းတွေဝင်လာပြီပေါ့နော်ဝင်လာတဲ့အတွက်ကျွန်တော်တို့မိတ်ဆွေများပြတ်ကျွန်တော်တွေးစားတဲ့အပိုင်းကိုပြန်လည်မျှဝေပြတာဖြစ်တယ်ပေါ့နော်ဒါကြိုက်နှစ်တဲ့ရင်ကစားပါမကြိုက်ရင်တော့မကစားပါနဲ့ ်နောက်တစ်ခုပေါ့နော်နောက်တစ်လိုက်အထောက်ပံ့နေတဲ့ဒီကနေ့ကိုဘာကြောင့်ဒီချိန်မှာကစားစေချင်တာလဲဆိုလို့ရှိရင်ကျွန်တော်ကကြိုက်နှစ်သိမ့်ကစားပါလို့ရှင်းပြပြရအောင်နော်မကြိုက်တဲ့လူကမကစားပါနဲ့ဘာကြောင့်ကစားစေချင်တာလဲဆိုလို့ရှိရင်ကျွန်တော်နောက်တစ်ဖိတ်တစ်ခုပေါ့နော်သုံးထိပ်စီသုံးအမှုခွာရိုက်ပြီးဒီချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်၆ချိန်မြောက်မှာနှစ်ထိပ်စီနှစ်အမှုခွာရိုက်တဲ့ဒီချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်၆ချိန်မြောက်မှာတစ်ထိပ်စီတစ်အမှုခွာရိုက်တယ်သုံးထိပ်သုံးဘူးကွာနှစ်ထိပ်နှစ်ဘူးကွာတစ်ထိပ်တစ်ဘူးခွာလို့ရိုက်တယ် ဒီစနစ်ကလေးကိုထောက်ကစားချင်တယ်သုံးထိပ်သုံးဘူးကလို့ရိုက်ပြီးသူ့ရဲ့ဒီကွန်ဂျုံမှာ break နဲ့ပုံသေးခံတယ်နှစ်ထိပ် break နဲ့လို့ရိုက်ပြီးသူ့ရဲ့ဒီကွန်ဂျုံမှာ break နဲ့ပုံသေးခံတယ်တစ်ထိပ်တစ်ဘူးခါလို့ရိုက်ပြီးသူ့ရဲ့ဒီကွန်ဂျုံမှာ break နဲ့လို့ပုံသေးခံတယ်အဲ့ဒီ break နဲ့ကနေကျွန်တော်တက်လိုက်ပါနော်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်၅ကြိမ်၆ကြိမ်ရဲ့ပြီးမှာဒီကွန်ဂျုံမှာပုံသေး break ငါရိုက်တယ်အဲ့ break နှစ်ကနေတက်လိုက်ဒီကွန်းနှစ်ကွန်းသုံးကွန်းလေးကွန်းငါးကွန်း၆ကျင်းရေးပြီးမှ break ၅ပုံတည်ရိုက်တယ်အဲ့ break နှစ်ကနေတက်လိုက်ဒီကျင်းနှစ်ကျင်းသုံးကျင်းလေးကျင်းငါးကျင်း၆ကျင်းရေးပြီးမှာ ပရိင္ဃပုံတွေရိုက်ခဲ့တယ်နှင်းင္ာနှင်းင္ာနှင်းင္ာလို့ထောက်ပြီးမှတတ္တရဖြစ်တာနော်နှင်းင္ာနှင်းင္ာလို့ထောက်ပြီးမှအဲ့ဒီနှစ်ကနေအပေါ်နေရေးဒီချိန်နှစ်ချိန်သုံးချိန်နှစ်ချိန်ငါးချိန်မြောက်ပရိခုံကနေအဲ့ကနေဒီအပေါ်ထွက်ပြီးရကနေပြန်ကြဟုတ်ပြီနော်အပေါ်ထွက်ပြီးရကနေပြန်ကြအဲ့လိုပဲဒုတိယကဲ့ ဒီနှစ်ကုံလောက်တော့ဒီနေရာမှာ break ကုံကနေပြန်ကြဒီ break နှစ်ရဲ့ငါးချိန်မြောက်အဲ့လိုပဲဒီ break နှစ်ရဲ့ပေါင်းငါးချိန်မြောက်မှာလည်း break ကုံကနေပြန်ကြအဲ့ဒီနေ့ထဲမှာလည်း break ကုံကနေစထွက်တဲ့ break ကုံကနေပြန်ကြကြိုက်ခဲ့တယ်ဒီနေ့ထဲမှာလည်း break ကုံစထွက်တဲ့ break ကုံကနေကပြန်ကြကြိုက်ခဲ့ဒီနေ့ထဲမှာလည်းစထွက်တဲ့ break ကုံကနေကပြန်ကြကြိုက်ခဲ့အဲ့လိုမကြခင်သူရှိနေတဲ့မှာလေအဲ့ဒီ break ကုန်ကနေကပြန်ကြကြတယ်ဒီနေ့ထက်တဲ့ပုံမှန်အောင် break ကုန်ကနေဒီမှာစထက်တဲ့၃ကုန်က ဒီကနန်းဒီဒီနေ့ထက်935လို့ပြန်ကြရိုက်ခဲ့တယ်အဲ့၄နှစ်ဆက်တိုက်ရိုက်ခဲ့တာပေါ့နော်၄နှစ်ဆက်တိုက်ရိုက်ခဲ့တာဒီနေ့ထက်မှ break ကိုပြန်စထွက်တဲ့ break ကိုကနန်းပြန်ရကြဖို့အတွက်သူ့ရှိနေမှလည်း break ကိုကနန်းကထောက်ပြီးမှပြန်ကြကြခဲ့တယ်အဲ့တော့ဒီနှစ်ထက်မှကျတော့ဒီကနန်းထောက်တယ်ဒီကနန်းထက်မှကျတော့ဒီကနန်းကထောက်တယ်၄နှစ်ဆက်တိုက်ဒီပုံစံနဲ့ရိုက်ခဲ့တာရိုက်တဲ့အချိန်မှလည်းတတ်တတ်ရဲ့ရဲ့သူရိုက်တာပေါ့နော်ပုံမှန်စထွက်တဲ့ break ကိုကနန်းဒီတဲ့တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်အောက်မှာဒီကနန်းက6ခုနှစ်ဆိုတဲ့ကနန်းက ခုနှစ်ချောက်လို့ပြန်လက်ထွက်ပြီးတော့ပြူဆောင်တဲ့တယ်မှာ break ခွန်ကဏ္ဍစကြတာအဲ့ကြတဲ့ break ခွန်ကဏ္ဍဒီဒီနေ့ဆိုပြန်လက်ထွက်တာထွက်တဲ့ချိန်မှာလည်းတစ်ချိန်နှစ်ချိန်သုံးချိန်နည်းချိန်၅ချိန်ရဲ့အောက် break နှစ်လောက်ထောက်ပြီးမှဒီကဏ္ဍကပြန်လက်ထွက်ခဲ့တယ်အဲ့တိုင်းမှာဒီကဏ္ဍကလည်း break ခွန်ကဏ္ဍဒီနေရာမှာစကြတာတစ်ချိန်နှစ်ချိန်သုံးချိန်နည်းချိန်၅ချိန်ရဲ့အောက်မှာရှင်းလေးသုံးချိန်ပြန်တွေ့ဆိုပြီးထွက်ခဲ့တယ်အဲ့ဒီထောက်ချိန်နဲ့ break ခွန်စကြကြပြီးဒီကဏ္ဍပြန်တွေ့ထွက်တာထွက်တဲ့ချိန်မှာလည်းတစ်ချိန်နှစ်ချိန်သုံးချိန်နည်းချိန်၅ချိန်အောက်မှာ break နှစ်လောက်ထောက်ပြီးမှဒီကဏ္ဍထွက်ခဲ့တယ် ဒါဆိုဒီကနန်းကလည်းဒီပုံစံတိုင်းကြာတာတစ်ချိန်၂ချိန်၃ချိန်၄ချိန်၅ချိန်အောင်မှာ break ခွန်ရိုက်တာရိုက်တယ်ဒီ break ခွန်ဒီကနန်းအဒီကနန်းကလည်းပြန်တွေ့ထွက်တယ်အဲ့ပြန်တွေ့ကနန်းတွေပြန်တွေ့ကနန်းထောက်ပြီး break ခွန်ကြာတာကြာပြီးမှဒီကနန်းတွေပြန်တွေ့လိုက်တာလိုက်တဲ့အချိန်မှာလည်းတစ်ချိန်၂ချိန်၃ချိန်၄ချိန်၅ချိန်အောင်မှာ break နှစ်လို့ထောက်တယ်အဒီကနန်းကလည်းဒီပုံစံတိုင်းပြန်ဝင်လာတာပုံမှန်စတဲ့ကြတဲ့ကနန်းကိုဒီမှာကြတော့ပြန်ဝင်လာတာဝင်လာတဲ့ကနန်းဒီတစ်ချိန်၂ချိန်၃ချိန်၄ချိန်၅ချိန် ူးဆောင်မှာ938ဆိုတဲ့ကဏ္ဍကဒီနေ့ထဲကို693လို့ပြန်တက်ထက်တာအဲ့တော့ပြန်တက်ပြီးပြန်တက်ထောက်ပြီးတော့ဒီနေရာမှာထွက်တဲ့ကဏ္ဍဒီပြန်တက်လိုက်တာလိုက်တဲ့ချိန်မှာလည်းဒီကဏ္ဍကတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်၅ချိန်အောင်မှာ break နှစ်လို့ထောက်ပြီးတော့ပြန်တက်ကဏ္ဍကလိုက်ခဲ့တာပေါ့နော်အဒီစီကျောင်းနဲ့ပတ်သက်ပြီး၄ကကစားလိုက်၃ကကစားလိုက်အမျိုးမျိုးကစားနေရပါတော့။ဒါ၄ကစီအီကစားတဲ့နေရာမှာဒီနေရာမှာဒါဒီဘက်တဲ့ကစားကွက်တွေအများကြီးရှိရပါတော့။သူ့အမြင်ကိုယ်အမြင်လေးအများကြီးပါ။ဒါမှမဟုတ်ကျွန်တော်က၃ကစီအကြိမ်ကစားသမားဆိုတော့၃ကစီနဲ့ပဲထောက်ပြ 2021တည်းစခဲ့တာပေါ့2021မှာလည်း break ကဏ္ဍပြန်လဲထွက်တယ်စထွက်တဲ့ break ကဏ္ဍပြန်လဲထွက်တယ်2022မှာလည်းစထွက်တဲ့ break ကဏ္ဍဒီပြန်လဲထွက်တယ်2023မှာလည်းစထွက်တဲ့ break ကဏ္ဍဒီပြန်လဲထွက်တယ်2024မှာလည်းစထွက်ခဲ့တဲ့ break ကဏ္ဍလည်းပြန်လဲထွက်ခဲ့လေ့ကျင့်ဆက်တဲ့ရိုက်တာအဲ့တော့ပထမဆုံး2021ထဲမှာစထွက်ခဲ့တဲ့ break ကဏ္ဍ high 395က935လို့ပြန်လဲထွက်ပြီးရင်းနဲ့သူ့ရဲ့ဒကွင်ကျော်မှာထွက်တဲ့ high 919ဆိုတဲ့ကဏ္ဍ ဒီကနေ့တရားလာမှာလေအဲ့လိုပဲဒုတိယတစ်ခါကျွန်တော်တို့ break ကိုစထွက်ခဲ့တဲ့ height 136ကနေကပြန်လဲထွက်ပြီး height 136ရဲ့တခွင်ကျော်မှာထွက်ခဲ့တဲ့ height 96နှစ်ဆိုတဲ့ကနေကဘယ်ကလာခဲ့တာလဲဒီစနစ်ကိုကျွန်တော်လိုက်ကစားမှာဒါဆို8ခုနှစ်ကခွန်8နှစ်လို့ထွက်ပြီးထွက်တဲ့ချိန်မှာ height 8ခုနှစ် break ကိုတခွင်ကျော်ဒီနေရာမှာထွက်တဲ့ကနေသည်8နှစ်ကက်ကပုံစံမျိုးနဲ့လာမယ်ဆိုဘယ်နှစ်ထဲကဘယ်ကနေကို အကွက်ရွှေနဲ့လိုက်ကစားမှလဲဆိုစနစ်ကိုကျွန်တော်ကဆက်ကစားကြည့်ကျင်တယ်ပေါ့နော်ဒါသုံးကစီနဲ့ကျွန်တော်ကစားကြည့်မယ်အဲ့တော့ဒီ break ခွန်ကနန်းဒီကွန်ကြောင့်မှာထွက်တဲ့ကနန်းဒီရဲ့ဒီ break ခွန်ကြောင့်တစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်၅နှစ်၆နှစ်ခွန်နှစ်မြောက်ကထွက်ခဲ့တဲ့ကနန်းဖြစ်ရမှာတဲ့ဒီကနန်းခွန်နှစ်မြောက်ကထွက်တဲ့ကနန်းကလိုက်ကစားအဲ့ခုနှစ်မြောက်ကထွက်ခဲ့တဲ့ကနန်းဒီကနန်းမှာဒီကနန်းဆိုဘာနဲ့ထိမ့်ပါလဲတဲ့ဒီကနန်းရဲ့ တစ်ချိန်နှစ်ချိန်သုံးချိန်မြောက်မှာဖြတ်ထားတဲ့ကဏ္ဍဟိုက်သုံးရလေးခုဆိုတဲ့ကဏ္ဍဒီဒီနေ့ဆက်မှာပြန်လဲထွက်ရမယ်တဲ့ပြန်လဲထွက်ပြီးမထွက်ခင်မှာသူ့သောမှာပုံစံ break တက်လို့ထွက် break တက်လို့ဒီနေရာမှာပုံစံထောက်မယ်ဒီကဏ္ဍဒီပြန်လဲထွက်မယ်ထွက်ပြီးသူ့သောမှာဒီလိုတက်တဲ့ထွက်တဲ့ဒီ9တက်ခုဆိုတဲ့ကဏ္ဍကသူ့ရဲ့နောက်9မြောက်ကိုလိုက်ထွက်မှာထွက်တဲ့ချိန်မှာသူ့ရဲ့ဒကွန်ကြောင့်မှာ break ကိုထောက်ပြီးအဲ့ break ကိုကဏ္ဍကတော့ပြန်လဲထွက်ပြီးတော့ထောက်ထားတဲ့ကဏ္ဍရဲ့ဒီနေရာမှာလာထွက်တာဒါဆိုဒုတိယကက်136က136ကိုရိုက်ပြီး ရိုက်တော့သူ့ရဲ့တကွင်းကြောင့်မထွက်တဲ့96နှစ်ဆိုတဲ့ကဏ္ဍကလည်းရှေ့ရဖြစ်စဉ်တိုင်းမှာဒီမှာလာခဲ့တဲ့ကဏ္ဍတွေလည်းတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်၆နှစ်9နှစ်မြောက်ကထွက်ခဲ့တဲ့ကဏ္ဍနဲ့ဒီမှာ9နှစ်မြောက်ကထွက်ခဲ့တဲ့ကဏ္ဍအဲ့ဒီကဏ္ဍတွေရှေ့ရပုံစံမျိုးတူသလားတူတယ်တဲ့ဒီကဏ္ဍထက်ဒီကဏ္ဍဘာကြောင့်လာထက်တယ်လဲဆိုသူဆောင်တစ်ချိန်နှစ်ချိန်သုံးချိန်မှာ63ည9ဆိုတဲ့ကဏ္ဍထောက်ပြီးတဲ့အဲ့ဒီ63ည9ဆိုတဲ့ကဏ္ဍကဒီနေ့ထက်မှာပြန်တော့ဖြတ်ပြီးထားမှာတဲ့ထွက်ခဲ့ပြီးပြီတဲ့အဲ့ ပြန်တက်ထက်တဲ့ကနန်းရဲ့ဆောင်းတဲ့တယ်မှာလေဘရိတ်တေလို့ထောက်ပဲထောက်ထားတယ်တဲ့ဘရိတ်တေလို့ဒီနေရာမှာပုံစံထောက်တဲ့ဒီကနန်းဒီပြန်တက်ထက်တယ်ထက်ပြီးသူ့ဆောင်းကဒီတစ်ချိန်နှစ်ချိန်သုံးချိန်ဒီကနန်းဒီသူ့ရဲ့နောက်ခုနှစ်ညကိုလိုက်ရွှေ့တယ်ဘယ်နေရာမှာရှိမှလဲဘရိတ်ခွန်ကနန်းကဘရိတ်ခွန်ကိုပြန်တက်ထက်တယ်ဘရိတ်ခွန်စတဲ့တဲ့ကောင်ရဲ့ဆောင်းတဲ့တဲ့ဒီနေရာမှာသူ့ရှိခုနှစ်ညကခနန်းကခုနထောက်ချက်တွေနဲ့လာထွက်တယ်ဒါဆိုလို့ရှိရင်အခုကျွန်တော်တို့ဒီမှာဘရိတ်ခွန်ဘရိတ်ခွန်ပြန်ကြကြထားပြီဒီနေရာမှာထွက်မယ်ကနန်း ဒီပြိတ်ခွန်ကြောင့်ဒီနေရာမှာထွက်မဲ့ကဏ္ဍကိုသူရှိခုနှစ်နှစ်မြောက်ကဏ္ဍကိုယူကစားမှာအခုနှစ်နှစ်မြောက်ကကဏ္ဍကိုယူစားမှာဆိုကျွန်တော်ထောက်ကြည့်ရတယ်ဂျင်းနှစ်ဂျင်းသုံးဂျင်းလေးဂျင်းငါးဂျင်း၆ဂျင်းဟုတ်နှစ်ဂျင်းခုနှစ်ဂျင်းဆိုတာ2019တည်းကထွက်ခဲ့ပြီးကဏ္ဍနေပေါ့နော်အဓိကမိတ်နေနေဆို2019ဘူးတည်းကထွက်ခဲ့တဲ့ကဏ္ဍနေဒါကျွန်တော်တို့လိုက်ကစားတော့အဲကျွန်တော်ရွေးချယ်မှုမှာတော့ခုနစနစ်ပဲကျွန်တော်ကခုနထောက်ချက်တွေနဲ့ရွေးချယ်ပြီးကဏ္ဍတစ်ခုကိုလိုက်ကစားထားတယ် ဆော့ဆော့က၈နှစ်ကလုံးဖြစ်စဉ်တိုင်းတူညီတဲ့ထောက်ချက်နဲ့ကစားထားတယ်။အဓိကအခြေခံဒီဒီချိန်မှာ2019တဲ့ကထပ်ပြီးတော့ကနန်တကွက်ကစားတင်တယ်ဆိုတဲ့အယူဆ။အဲအယူဆမှာ၈နှစ်ကလုံးပုံတူတူတဲ့ကနန်ဒီဘာကနန်ရှိတယ်ဒီကနန်ပဲရှိတယ်။ဒီမှာ6 90ဆိုတဲ့ကနန်။အဲ့ဒီကနန်ဒီသူဆောင်မှာထောက်တစ်ချိန်နှစ်ချိန်သုံးချိန်မြောက်မှာဖက်ထားတဲ့ကနန်ဟိုက်6ခုနဲ့ဆိုတဲ့ကနန်ကဒီနေ့ထက်ကိုပြန်တဲ့ထွက်ပြီးထားမယ်တဲ့ဒီမှာထွက်ပြီးထားတယ်။ပြီးရသူဆောင်မှာ break တက်လို့ပုံတူထောက်ဒီမှာထောက်ပြီးထားတယ်။ ဲ့တော့ break တိတ်လို့ဒီနေရာမှာပုံတီထောက်အောင်ပြီးရင်ဒီနေရာမှာထွက်တိတ်ကဏ္ဍကြီးပြန်တွေ့ထွက်ပြီးသားဒီအောင်လည်းထွက်ပြီးသားအဲ့လိုဇုံက၃ချိန်မြောက်ကကဏ္ဍရှင်းနဲ့ကတ်လို့ပုံစံတိုင်းကျမယ်ဆိုလို့ရှိဒီကဏ္ဍမှာဒီကဏ္ဍဆိုပြီးအခုရှိကျွန်တော်အကြိုက်ဆုံးနေတဲ့ဒီစနစ်နဲ့ယူထားတယ်အကယ်၍ကျွန်တော်ယူထားတဲ့စနစ်မျိုးကိုမကြိုက်ဘူးဆိုလို့ရှိရင်မိတ်ဆွေတို့2019ရဲ့မိမိကြိုက်နေတဲ့ကဏ္ဍတစ်ခုကိုဒီချိန်မှာယူကစားလို့လမ်းကြောင်းမှန်ရှိတယ်ဆိုတာလေးကိုကျွန်တော်ကဆွေးနွေးတင်ပြပေးတာဖြစ်ပါတယ်။ဒါကြောင့်လေ တော့ကျွန်တော်တို့ကထောက်ချက်ကဒီနှစ်ချက်ထောက်ချက်ဒီကနန်းဒီလည်းပြန်တက်ထွက်ခဲ့တယ်ဒီနေ့ဆင်းမှာနောက်တဲ့တက်ကဒီကနန်းဒီလည်းပြန်တက်ထွက်ခဲ့တယ်ဆိုတော့ဒီနေရာမှာ break တက်လို့ထောက်ထားတာမရှိဘူးထောက်ချက်ကိုရမ်းကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရွေးပြီးတဲ့ကနန်းလို့နောက်ထပ်ရမ်းကျင်တယ်ဆိုဒီကနန်း6လေးကိုလည်းကနန်းမျိုးပတ်တယ်ရမ်းလို့ရတယ်နောက်တစ်ခါပြန်တွေ့ထက်တယ်က၄၃တက်က၄၃တို့ပြန်တွေ့ထက်တယ်ဒီနေရာမှာလည်းကျွန်တော်တို့ break တက်လို့ထောက်ထားတာမရှိဘူးအဲ့ထောက်ချက်နဲ့ဆိုသူဆုံးတော့ဒီချိန်နဲ့ချိန်၃ရက်ဒီကနန်း ရန်ကျင်တယ်ဆိုဒီကနန်းဒီကနန်းဒီဒီမှာလည်းထွက်ပြီးသွားပြီအဲ့တော့အခုကျွန်တော်ဒီပွဲမှာပေါ့နော်ဒီလိုင်းရံနေကျွန်တော်အကြိုက်ဆုံးရွေးချယ်ပြလိုက်တယ်စနစ်က6395အာနေရာဆိုတော့မိမိကြိုက်နေတဲ့လို့နေရာကိုအတိုင်းကိုရွေးချယ်ပြကစားပါကျွန်တော်အကြိုက်ဆုံးရွေးချယ်ပြတဲ့ကနန်းက6395အာရန်ကျင်တယ်ဆိုလို့ရှိရင်046အာနဲ့388အာဒါရန်ကျင်တယ်ဆိုဒီလိုကနန်းတွေပို့ပြီးတော့ရန်တင်တယ်လို့ကျွန်တော်ရဲ့အတွေးပြင်မှာတော့ လို့ကျွန်တော်တွေးထားတယ်ပေါ့နော်အဲ့လိုမှမကြိုက်ဘူးဆို2019တည်းကမိမိကြိုက်နေတဲ့တဲ့ကဏ္ဍတစ်ခွက်2019မှာဖက်ခဲ့ပြီးတဲ့မိမိကြိုက်နေတဲ့တဲ့ကဏ္ဍတစ်ခွက်ဒါကစားလို့ရတယ်ဆိုလမ်းကြောင်းအခိုင်မှာရှိပါတယ်ဒါလေးကိုကျွန်တော်မိတ်ဆွေများတဲ့တင်ပြပြလိုက်ပါပေါ့နော်ကြိုက်နေတဲ့တဲ့မိတ်ဆွေရှိနေသုံးပါမကြိုက်ရင်မသုံးပါနဲ့အဲ့တော့အဓိကအခုကျွန်တော်ရှင်းပြလိုက်တာကဒီကနေ့ဒီမွေးကနန်းအကောင်းတယ်မွေးကနန်းရှိတယ်မွေးကနန်းကိုဒီကနန်းထောက်တဲ့အချိန်မှာဒီချိန်မှာဒီချိန်ကစားလို့ရတယ်ဆိုတော့စနစ်တစ်ခု ဖရိတ်တစ်ခုကနေရှင်းပြလိုက်တယ်နောက်တဲ့ဖရိတ်တစ်ခုကဒီချိန်မှာ2019ရဲ့တက်ပြီးတော့ကနန်းကစားလို့ရမယ်အဲ့ဒီကနန်းမှာရွေးချယ်မှုအပြင်ကျွန်တော်ဒီကနန်းကိုထောက်ချက်တောက်ယူဆထားတဲ့ထောက်ချက်ကိုအတိအကျထောက်ပြပြီးကျွန်တော်ဒီကနန်းကိုအကျိုက်ဆုံးရွေးချယ်ပြလိုက်တယ်ဒီကနန်းမကြိုက်ဘူးဆိုကျွန်တော်အနေနဲ့အရန်ဆိုဒီကနန်းကိုပို့ပြီးတော့အားထားတယ်ခွန်လေး6အား6ရှစ်ရှစ်အားအဲ့တော့ကျွန်တော်ရွေးချယ်ပြတဲ့ကနန်းနေမကြိုက်ခဲ့ဘူးဆို2019ရဲ့ကမိမိတို့ကြိုက်နေတဲ့ကနန်းတစ်ခွက်ရွေးချယ်ပြီးတော့ကစားလို့ရပါတယ် เนาะအလုံးမဲ့စိတ်ဝင်စားရဲဆိုသုံးပါစိတ်ဝင်စားရင်သုံးပါနဲ့၆၃၅အာနေရာထိုက်ဆိုတော့မိမိတို့ကြက်နှစ်သက်တူကစားပါနော်တနေ့သက်သက်လို့ကစားပါဒါမိတ်ဆွေတို့ရဲ့စန္ဒကြိုက်နှစ်သက်မလို့တုံးမှမကြိုက်မတုံးမှနဲ့ဘလူးမတော့အပိုင်မသိဘူးဒီလိုလိုတွေးတယ်တွေးထားတဲ့ယူဆချက်မှာကျွန်တော်ပြီးခဲ့တဲ့ပွဲမှာလည်းတခြားရှင်းပြပေးတဲ့ဒီနေရာမှာ ီဆယ်ကျင်မြောက်မှာပေါ့နော်သူရှင်းနေကကနန်းကစားလို့ရတယ်သူရှင်းတနေ့ကျော်လဲကစားရတယ်နှစ်နှစ်ကျော်လဲကစားရတယ်သုံးနှစ်ကျော်လဲကစားရတယ်လေးနှစ်ကျော်လဲကစားရတယ်ငါးနှစ်ကျော်လဲကစားလို့ရတယ်ခြောင်မျိုးလို့ရတယ်ကျွန်တော်တို့လည်းခြောင်မျိုးလို့လိုက်ကစားတာပဲသို့တော့ရွေးချယ်တဲ့ကံတရားဒီကျွန်တော်တို့မောင်းမြင်ခဲ့ပြီပေါ့နော်အဲ့ဒီနေ့တည်းကပြီးခဲ့တဲ့ပွဲမှာပေါ့နော်2019ရဲ့အကြိုက်ဆုံးကနန်းရွေးချယ်အဲရွေးချယ်ကစားတာကကျွန်တော်တို့၄၆တည့်ဆိုတဲ့ကနန်းအဲဒီကွက်ရွေးချယ်ကစားတယ်နောက်တစ်ခု ဘယ်ကနန်းကိုကျွန်တော်တို့ရွေးချယ်ကစားရည်လဲဆိုရှင်ဒီ938ဆိုတဲ့ကနန်းလဲရွေးချယ်ကစားရဲနောက်က388ဆိုတဲ့ကနန်းဒီနေ့ထဲကနန်းဆိုပြီးကြတဲ့ပုံမှာဒီကနန်းလဲရွေးချယ်ကစားလိုက်တယ်အဲဒီနေ့ထဲကနန်းမှာလည်းဒီ298ဆိုတဲ့ကနန်းရွေးချယ်ကစားရဲကျွန်တော်တို့အကြိုက်ပေါ့နော်ကျွန်တော်ရွေးချယ်ကစားနောက်က88ဆိုတဲ့ကနန်းကိုရွေးချယ်ကစားရဲအဒီနေ့ထဲကနန်းဆိုပြီးကြတဲ့ပုံမှာကျွန်တော်တို့ဒီ298ရွေးချယ်ကစားရဲအကြိုက်ဆုံးကိုဒီကောင်က UDP ကစားလိုက်တာ ငါနေမြောက်ကကနန်းအောင်တယ်ဒီကနန်းကြီးအောင်သွားတယ်ပယ်လိုက်တယ်ပေါ့နော်ဒါပြောမယ်ဆိုလို့ရှိရင်အကြိုက်နဲ့တဲ့ဘူဘရိတ်အကြိုက်နဲ့ဆိုပယ်လိုက်တာပါတော့ပေါ့နော်ဒီကနန်းအကွက်ရှင်မတွေ့ဘူးလားတွေ့တာပေါ့ယူရှင်းနေရတော့ကျွန်တော်တို့တွေ့တာပေါ့နော်အကြိုက်နဲ့တက်တယ်ဆိုလို့ရှိရင်ကစားပါလို့ကျွန်တော်မတင်ပြလိုက်ဖြစ်ပြီးကြတယ်ပွင့်မှာကျွန်တော်ဒီကနန်းကိုပဲယူချစ်လိုက်တယ်2022ကျွန်တော်တို့အကြိုက်ဆုံးကနန်းယူချစ်ကစားတယ်6301ဆိုတဲ့ကနန်းကိုယူချစ်ကစားတယ်လစ်တစ်ကွန်ဆိုတဲ့ကနန်းကိုယူချစ်ကစားတယ် ဒီနေ့ရက်ကနန်းဆိုတာစုံမှတ်ပေါ့ဒါနှစ်ခုနှစ်ကိုဥတည်ပြီးတော့ဒီနေ့ရက်ကနန်းဆိုပြီးကြတဲ့ပွဲမှာရွေးချယ်ကစားရပေါ့နော်ဒီကနန်းကစားတဲ့တလေးတိခွန်ကစားတယ်ဒီနေ့ရက်ကနန်းဆိုလို့ရှိရင်ကျွန်တော်68ခွန်ဆိုတဲ့ကနန်းကိုရွေးချယ်ကစားခဲ့တယ်အဲ့တော့ site ဆိုတော့ဒီနေရာမှာပြီးပြီးကြတဲ့10ချိန်မှာဒီနေရာမှာပေါ့နော်သူရှိတနေ့နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်6နှစ်လုံးလုံးကနန်းနေပဲကျွန်တော်အဓိကထားကစားတာရွေးချယ်တဲ့နေရာမှာလဲအကုန်လုံးကဝင်လို့ရတယ်အဲ့ကနန်းနေပဲ UTP ကစားခဲ့တယ် ရွေးချယ်တဲ့ကဏ္ဍတော်ပေါင်းကစနစ်အရဒီနေရာမှာတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါးကြိမ်မြောက်ကဖြစ်တဲ့စနစ်အရန်ကောင်းတယ်ခုနှစ်မျိုးလောက်ရှိပြီလေဆိုတော့ဒါမဲ့ကျွန်တော်အကျိုက်ဆုံးညီပြီးကြတဲ့ဘုံမှာဒီနှစ်ထဲကကဏ္ဍကိုအကျိုက်ဆုံးရွေးချယ်ကစားတာအဲ့တော့ဒီချိန်မှလည်းပဲဘယ်နှစ်ထဲကကဏ္ဍကိုအကျိုက်ဆုံးရွေးချယ်ကစားမလဲဆိုရအမျိုးမျိုးရှိတယ်အဲ့ထဲကနေမှာအခုပထမဆုံးတင်ပြပေးတဲ့ကဒီကဏ္ဍပေါ့နော် ဒီကနန်အခုဒီပွဲကိုကျွန်တော်ကစားလို့ရတယ်ထောက်ချက်ထောက်ပြတာကသူရှိတနှစ်ကျော်ကနန်ဒီနေရာမှာကစားလို့ရတယ်သူရှိခုနှစ်နှစ်မြောက်ကကနန်ကစားလို့ရတယ်စုံမအပြင်သူရှိတနှစ်ကျော်မှာလည်းဒီကနန်ထွက်ထားတယ်သူရှိခုနှစ်နှစ်မြောက်မှာလည်းဒီကနန်ထွက်ထားတယ်အဲ့ဒီအတွက်ကြောင့် public message များအတွက်အကောင်းဆုံး lesson ဆိုတဲ့ဒီကနန်ကိုကျွန်တော်ချပြပေးလိုက်တာဖြစ်တယ်ကျွန်တော်ဒီမှာ line လိုက်ခက်ခဲဖြစ်တာများတယ်ပေါ့နော်ပြီးတော့လည်းကျွန်တော်ကျမရဲ့ချင်းနဲ့ချင်းနေရတယ်အချင်းပြည့် ကျွန်တော်အလုပ်လုပ်မပြေးနိုင်တဲ့အနာယူတဲ့ကာလဖြစ်တယ်ဒါကြောင့် live တွေကျဲပါတယ်ပထမ live တစ်ခုမှာကျွန်တော်တို့ဇက်တိုက်ပေါ့နော်ဇက်တိုက်ကျွန်တော်တို့စက်တကြီးရနေ23ကြီးဒီသွားလို့ရတဲ့ဒီ sound တဲ့ snake ကလေးကိုပထမ live အနေနဲ့ကျွန်တော်ပြပစ်လိုက်တဲ့93ဒီဒီချိန်မှာ930လို့ထိုးလို့ရတယ်ဆိုပြပစ်လိုက်တဲ့အခုဒုတိယ live မှာ public mix ဆွေးနွေးတဲ့အကြိုက်ဆုံး lesson ဖြစ်ဒီကနန်းဒီကစားပေါက်ကိုကျွန်တော် lesson ဖြစ်ချပစ်လိုက်တယ်နော် စိတ်မဆိုင်သုံးပါစိတ်မဆိုင်မသုံးပါနဲ့ပေါ့နော်အဲ့တော့ live ကကျွန်တော်တက်ဖြစ်ဖို့နောက်ရက်ဒီမှာတက်ဖြစ်ဖို့ ਨੇ ပါလိမ့်မယ်ကျွန်တော်ရဲ့ member တွေကိုပဲကျွန်တော်လှုပ်လှုပ်ပေးနိုင်ပုံများတယ်နော်တိတ်ပြီးတော့လေကျမတိတ်မကောင်းတဲ့အတွက်အချိန်ကြီးဒီပုံမှာအာယုံစူးဆိုင်မှုအချိန်ကို short ထားတယ်ပေါ့နော် short ထားတဲ့အတွက်အလုပ်လုပ်နိုင်တဲ့နှုံးနဲ့ short ထားတဲ့အတွက် live တွေကျဲပါတယ်ပေါ့နော်နောက်တဲ့လာခြင်းမှလည်းလာမယ်အဲ့တော့ကျွန်တော်အကြိုက်ဆုံး public message များတဲ့အကြိုက်ဆုံးဒါ lesson ဖြစ်ဒီကနေ့ကို YouTube ပြီးတော့ ညှပ်ပစ်လိုက်ပါတယ်ပေါ့နော်ကြိုင်သုံးမှာအဲ့လိုပဲမမ္ဘာအဖွဲ့ဝင်တွေတရင်ချင်းယူတဲ့ပုံကိုဒီမမ္ဘာကတည်းကဒီကနေပါလာမပါလာမလားမပါလာဘူးလားဆိုကျွန်တော်မဆုံးဖြတ်ရသေးဘူးအဲ့ဒီအတွက်စိတ်ဝင်စားမှမပါခဲ့ရင်လေကိုစိတ်ဝင်စားရဆိုဒီကနေကိုလိုက်ပြီးထုတ်ထွားကြပါပေါ့နော်